ောင်းနဲ့ဒီမယုံမှုတွေကအရမ်းမြိုင်တယ်ပေါ့နော်ရန်ဖြစ်တဲ့အချိန်မှာအရမ်းမြိုင်တဲ့အချိန်မှာကျွန်တော်ကဘာလို့လုံးလုံးကဘာလို့ပြောနေထားရလဲဖြစ်ခဲ့ရဆိုတော့အကောင်ကစီနီယာကြီးတွေဖြစ်တဲ့အကြောင်းမလို့အရမ်းတော်တယ်ပြောစမ်းတဲ့အချိန်အဲ့တော့ကျွန်တော်ပုံမှန်လုံးနိုင်ရတယ်မရဘူးပေါ့နော်တော်တော်လေးကိုတင်ရတယ်အဲ့ဒီတိုင်းအဲဒီကရလည်းပြောပြရတယ်သမီးဒီကရဆိုရင်တော့ဒီလိုလေးလုပ်လိုက်တောင်းတောင်းဖြစ်နေပဲဒီလိုလေးလုပ်လိုက်အများကြီး င်းပြဲကောင်းလေးတောင်းနေလို့တွေ့ပါပါရှင့်။ဒီကားလေးကမှလည်းဒါတော့အမှုလေးတွေပေါ့လုတ်ခဲ့တယ်ဆိုတော့ဘလို့ငယ်လေးတွေလုတ်ခဲ့တာစကားတကားလုံးကတော့ညီမအရွယ်တွေပဲညီမအဲတော့ဒီကားရမှာပေါ့နော်ဆရာကလည်းဆရာကတော့တော်တော်ပြေးရပါတယ်ဆိုတော့တချို့တန်လို့နေကြတော့ဒီကနည်းနည်းပေါ့နော်အဲစကားစကားပြောရတယ်စကားဆန်တဲ့စကားတွေကြောင့်ပြောရတဲ့အခါကျတော့ဆရာတိကျလေးစိတ်ရှင်းနေရှင်းနေတင်ပေးပါတယ်အရင်အမှတ်ရဖို့ဒီကားလေး တယ်ဟုတ်တယ်ဟုတ်တယ်ဆရာအမြင်ဆိုတော့တော့အရင်စိတ်များတော့တော့ခုခုဆိုလို့ရှိရင်ခလေးဆန်ကဆရာစိတ်ကတော့ဘယ်လိုစူပဲပြီးပြဲချော့ရဲပြဲချော့ပြဲရဲအဲ့လိုမျိုးဒါဆိုလည်းဖြစ်သွားတယ်ဒါရိုက်တာကဒီကားမှာမှရင်းနေရတာရှင်နေရရှင်နေရအဆရာနေရတော့ဒီကားမှာမှရင်းနေရောဒီကားတကားနဲ့ဆရာတို့လည်းလက်လက်မကြောက်ပါလားဒါဆိုစခန်းရဲ့ခါမျိုးဆိုတာဝင်းနေသွားတာလို့ဒီလိုမျိုးကြောက်သွားတာမျိုးရှိတယ်ဟုတ်ရှိအောင်ပေါ့ဒါပေမဲ့လည်း ့ဆရာပြန်ချော့ရတယ်ကျွန်တော်အဆင်ပြေပါတယ်ပြီးတော့ဆရာလေ့ချာလည်းတင်ပြပေးတယ်ပြီးတော့ဆရာဆိုတာလည်းတကယ်မေတ္တာကရုဏာဆောင်းလဲဆိုတာဆိုတော့ဒီအဲ့လိုပြောအဲ့ကောင်မလည်းလည်းအကျော်တင်တယ်ဘာလို့လဲမသိဘူးလို့ဆရာဆိုရင်တော့လည်းမကြောက်ဘူးကျောက်တော့ကြောက်တယ်ဒါပေမဲ့ဘာမသိဘူးလည်းလို့ရအောင်တော့ဘာလို့မှကိုကစီနီယာဂျူနီယာတယောက်ဖြစ်နေရှင်ဒီကောင်ကတော့စီနီယာရဲ့အများကြီးကြားရပါကျွန်တော်အငယ်ဆုံးအငယ်ဆုံးလေးဖြစ်တယ်အကုန်လုံးဝိုင်းချစ်တာခံရပါတယ်ရှင် take ဒီညနေပိုင်းပေါ့ကျွန်တော်တို့တနေ့လုံးရိုက်တယ်ရိုက်ပြီးတော့ညနေပိုင်းကိုချာလီရဲ့မယုံမုံရဲ့အစ်နိုးရဲ့၃ယောက်ပေါ့နော်၃ယောက်မိခက်ကိုရဲ့၄ယောက်ကိုသိမ့်ပါဘူး၅ယောက်အဲ့၅ယောက်ဆုံးရွေးရတဲ့အကဲမှာကျွန်တော်ကနေပြန်တယ်တော့မှာအဲ့မှာတော့ဆရာထုတ်ပြီးထုတ်ပြီးလဲအဲ့ဒါတော့တရားထပ်မှာထုတ်ပြီးအဲ့အဲ့ဒါထပ်မှာအဲ့ဒီအဲ့ညာပြီးရင်ဒီရွှေတဲ့ရိုက်ခန်ဒီတော့ဆုံးဆဲအောင်အဲ့ညာလေးတို့တော့ကြာသွားတယ် တော်လေးကိုအဲ့တော့တော့တော့ကြောက်တော့ပါတယ်စီနီယာလေးကိုနေတော့ဆရာပြုညင်ပါအကုန်လုံးကတော့ရဲချစ်တာအကုန်လုံးကသင်ပေးရပါပြည့်ပါပြည့်ရဲစင်အဲ့ကျေပြတဲ့အခန်းဒီမှာဒီမြင့်ကြီးကြောင်းနဲ့ဒီမယုံမှုတွေကအယမ်းမြိုင်တယ်ပေါ့။ရံပြတဲ့အချိန်မှာအယမ်းမြိုင်တဲ့အချိန်မှာကျွန်တော်ကဘာလို့လို့လို့ဒီလိုမျိုးနေထိုင်ဖြစ်ခဲ့ရ။ဆိုတော့အကောင်ကစီနီယာကြီးတွေဖြစ်တဲ့အကြောင်းမှလို့အယမ်းတော်တယ်ပြောစမ်းတဲ့အချိန်။အဲ့တော့ကျွန်တော်ပုံမှန်လုပ်နိုင်ရတယ်မရဘူးပေါ့။ တော်တော်လေးကိုတင်ရတယ်အဲ့ချိန်ကျရင်အဲဒီကရလည်းပြောပြရတယ်သမီးဒီကရဆိုရင်တော့ဒီလိုလေးလုပ်လိုက်တောင်တောင်ဖြစ်နေပဲဒီလိုလေးလုပ်လိုက်အများကြီးတင်ပြပေးပါတယ်မယုံမောလည်းအများကြီးတင်ပြမတည့်ဖြစ်တာတော့အများကြီးရှိတယ်အများကြီးရှိမှာတော့ဒီမတည့်ရဖြစ်ဆုံးဆိုရင်တော့ဒါဖန်ဆိုတဲ့ဆိုတဲ့ဇဝင်ကိုင်းကကသူကဒီကားထဲမှာခက်ခက်မာရဲ့အသားပေါ့နော်ဒါဆိုတော့ခက်ခက်မာကဒီပူပူရဲ့တကယ်ချင်းအဲဖန်ဆိုကသူ့ရွှေလို့ဖြစ်နေပါဘောစကားရဲ့ ဲ့တော့အပြင်မှာအခုစကေးချင်းဖြစ်နေရောနည်းနည်းတော့တပြူတော့ဖြစ်ပါတယ်အဲ့တခုပဲတော်တော်လေးကိုနိုင်ယူလိုက်ရတယ်ရှိပဲရည်ချက်တွေလို့ပြီးတော့ခုနှစ်တွေကအမျိုးမျိုးပြောင်းလာပါတော့ဒီကားရဲ့မှာခုနှစ်တွေမျိုးမျိုးပြောင်းလာတဲ့အတွက်ကြောင့်မဟုတ်လို့ဒီအဲ့တော့ကိုလည်းအများကြီးပြင်ဆင်ခဲ့ရပါတော့အဲ့လိုမျိုးတော့မရှိပါဘူးတိတိမမမားတာလည်းမရှိပါဘူးဒါပေမဲ့ snow မားတဲ့အမားရဲ့အရှုတဲ့တခုတော့ပြောရမှာအပြင်မှာတော့အဲ့လိုမဆွာဘူးပြင်မှာဆွာပါပြင်မှာအေးပါတယ်တော်တော်လက်လက်ကောင်းပါတယ်ကြောက်ပါဦး โอเคဒီစကားလေးကပုံမှန်ရိုက်ဖို့ရဲ့ဒီကိုင်းတဲ့တော့တကယ်အမှတ်ချက်ဖြစ်မဲ့စကားလေးပါပြီးတော့ဒီကလေးအကောင်လုံးကလည်းမိသားစုလိုတက်တက်ဝဝနဲ့ရှူတင်ပြီးရဲ့အချင်းအကောင်လုံးတက်တက်ဝဝနဲ့တက်ပြီးတော့ဆိုအရန်စိတ်ကြတဲ့အရန်လည်းပြောခဲ့ရအောင်ဒါကြောင့်အရင်ကအိမ်သွားလိုက်လာလိုက် program မြိုက်ထဲကကိုသိန်းတွေကအရန်ခင်ခဲ့ရပါတော့ဒီကောင်းကလည်းပြန်တွေ့ရတဲ့အတွက်ကိုသိန်းတွေကတော့ပါတယ်ကိုသိန်းရှင်တင်လာတဲ့အချိန်ကအရေးကြီးရတယ်တပင်းစားအချိန်ကတော့ပတ်သက်စီကိုသိန်းကအရေး တင်ရတော့အခုဒီတော့ option ကိုပြီးပေါ့နော်ဒီကားထဲမှာလည်းကိုတင်ရပြီးပါအဲ့တော့ကဲကောင်းပါစေလို့ကိုတင်ကြားချင်ပါတယ်ဆင်းအောင်ဆင်းရလို့ခင်ဗျာတိတို့ရတာနောက်ကကြော်တက်သွားလိမ့်မယ်သူကတော့ချိန်ရက်ထိစမဟုတ်ကြော်တယ်နောက်ကကြော်တက်ဖို့ရှိရပါဘူးရှိသေးပါဦးမယ်ခုမှစပြီးတော့လှမ်းလို့မရှိသေးဘူးလို့လို့ကြော်တက်ဦးမယ် ုကတော့ရိုက်ချရဲကားလေးတွေတော့တော့လာတယ်မှာတော့ခုရှိတယ်ပြီးတော့ဒီလာတယ်မှာလည်းမစင်ပြီးတစ်ခုတော့ခုရှိရပါတော့အဲ့ဒါကလည်းပြည်သက်တွေတိုက်တဲ့တချင်းလေးတစ်ခုပါပဲအဲ့ဒါဆိုတော့သူလည်းဆိုတော့ထိုင်ကြည့်ပါတော့အဲ့တော့အပိကြပါတယ်အဲအမုံမီကဒီအခုတရနေ့မီလာတရနေ့ကစပြီးတော့အမတီဗီကိုလည်းကြည့်ပြီးမှာအခုဆိုတော့ငါလည်းကြားရပါတယ်ဟုတ်ပါရဲ့အဲ့တော့အားလုံးလည်းပို့ဖို့အားပေးကြပါအမုံမီကိုလည်းအားပေးကြပါတယ်ဟုတ်ပါဘူးကျေးဇူးတင်ပါတယ်